ပါကျွန်တော်ဥယျာဉ်မှုပါဒီနေ့ဗီဒီယိုလေးကကြောက်ရောင်းမြို့နယ်အုပ်ပါမြို့မှာရှိတဲ့အဲနေထလင်းတည်ခဲ့တဲ့ဖရာပေါ့နော်ကျွန်တော်တို့ဒီမှာပတ်မှာတော့နေထလင်းဖရာလို့ပဲခေါ်တယ်ဒီမှာကတော့ကြောက်စာတွေတန်းတန်းကြီးပေါ့နော်ရေးတာမတူတော့ကျွန်တော်ကျွန်တော်လည်းအဲတိတိကျကျတော့မပြောနိုင်ဘူးရှေ့မှာစာရေးထားတာတော့ပကံရှေးအောင်ရင်ချင်းမှုနဲ့ကြီးလို့တော့ရေးထားတယ်ပကံရှေးဖရာတွေပဲလားမသိဘူးလက်ရတယ်လည်းပကံပုံစံတွေပေါ့နော်အဲ့တော့ ကျွန်တော်လည်းဒီနေ့ဒီဖေးကတော့အများန်းဖြတ်သွားနေကျွန်တော်တို့ဇာတိဆိုတော့လေအမေတခါမှတော့မရဘူးဘူးစရောက်ဘူးလားအားကြောင့်ငယ်ငယ်လေးတော့ကြည့်အောင်လို့ကျွန်တော်ရိုက်ပြပေးလိုက်တာပါโอเคကျွန်တော်တို့အားသို့ကြည့်မယ် အခုကျွန်တော်ပြောတဲ့နေထိုင်လင်းဖရာဆိုရင်တော့ကြောက်ဘောင်းမြို့နယ်မှာရှိတဲ့ပုတ်ပန်းမှာတည်ထားတဲ့ဖရာသစုပဲဖြစ်ပါတယ်ကြောက်ဘောင်းကနေပုတ်ပန်းဘက်ကိုလာလို့ရှိရင်တောင်ကလတ်သူဆိုတဲ့လမ်းခွဲတစ်ခုတွေ့ရပါတယ်အဲ့ဒီလမ်းခွဲလမ်းစုံမှာတင်ဒီဖရာကိုတဲထားတာပါကျွန်တော်တို့ကတော့ဒီဖျားပေးတိုင်းအမြဲတမ်းဖြတ်ဖြတ်သွားတယ်ပေါ့နော်အဲ့လိုဖြတ်သွားတိုင်းမှာဒီဖျားကိုတွေ့တယ် ကျွန်တော်တို့သိကြတာတော့နေထလင်းဖရားလိုပဲသိတယ်ဗျအခုကျွန်တော်ငယ်ကျွန်တော်ကိုရိုက်ပြချင်တာ ਨੇ ဒီဖရားကိုဝင်ဖူးလိုက်တဲ့အချိန်ကျမှဒီဖရားရဲ့ဘွဲတော်အမှန်ကိုကျွန်တော်သိရတာပေါ့နော်ဒီဖရားရဲ့ဘွဲတော်အမှန်နည်းနည်းတော့ရှိတယ်ကျွန်တော်ပြောပြပေးပါမယ်ပကံမသီးတဲ့ပကံရှိဟောင်းရင်ကြီးမှုအမွေနဲ့ရှင်ရစခေါနာမိုးကောင်းကြော်သာနဲ့ဝိဇာထူတော်တော်သာစီရီတော်တဲ့ရှိလိုက် ခုလမ်းမြင်တွေ့နေရတဲ့ဇေဒီတော်နှစ်စုပေါ့နော်နောက်ဘက်ကဇေဒီတော်ကမိုးကောင်းကြော်စွာဇေဒီတော်ဖြစ်ပြီးတော့ရှိဘက်ကဇေဒီတော်ကဝိဇာတို့တော်တော်လာဇေဒီတော်ဖြစ်ပါတယ်အာဒီလန်အနေတနန်တက်လိုက်လို့ရှင်တောင်ကလပ်ကိုရောက်တယ်ဒါပေမဲ့ညာအစင်းမှာအသုံးပြကြများတယ်ဗျအတက်လန်းဆိုရင်တော်တော်မတ်တယ်အညာချူကတောင်ကလပ်ကိုသွားမယ်ဆိုရင်ပုပ်ပဘကနေပတ်ကြတယ်ညာ ခုနကျွန်တော်ပြောတဲ့နေထိုင်လင်းဖျားဆိုတာကကြတော့ဒီအရှိဘက်ကစေဒီတော်ပေါ့နော်အရှိဘက်ကစေဒီတော်ဟာရုပ်ရှင်မင်းသားနေထိုင်လင်းတည်ခဲ့တဲ့စေဒီတော်ပါဒီနောက်ဖက်စေဒီတော်မှာကြတော့အလူတော်ငွေနည်းနည်းပါးပါးပဲပါတယ်လို့ဒီချိန်ဆန်းဦးလေးရကျွန်တော်တို့ပြောပြတာပေါ့နော်အတော့မှာတော့ရတ်တော်မူရုပ်ပွားတော်တဆူအန်တွေ့ရတယ်ဗျ ော့ကျွန်တော်တို့အတွန်းထဲမှာဘာတွေရှိလဲဆိုတာကိုထပ်ပြီးတော့ဝင်းကြည့်ကြမယ်ဗျ။ဒီဇေရီတော်ရဲ့ပုံစံကကျွန်တော်တို့ရှေးခေပကံခေကလက်ရည်နေတဲ့ပုံစံနဲ့ပါပဲ။ခုနအရှိမလေးရေးထားတယ်ဗျ။ပကံရှေးဟောင်းရင်ကြီးမှုအမွေနှစ်ဆိုပြီးတော့ရေးထားတာတွေ့ရတယ်ဗျ။ကျွန်တော်ကြိုင်သန်းဦးလေးကြီးကိုတစ်ချက်ဖရားရဲ့တမိုင်းလေးမေးကြည့်တယ်ဗောနော်။မေးကြည့်လိုက်တော့ဒီဖရားတွေကအခုမှတည်တဲ့ဖရားတွေဖြစ်ပါတယ်။ဒါပေမဲ့အောက်ခြေမှာငကိုဖရားနေရာ ရှိတယ်ဗောနော်။

ပုပ္ပါတောင်ဝိဆာမကအရိယတဏံအိုးမာလေကျွန်တော်တို့ဘိုးတော်တွေဝိဇ္ဇာတွေပေါ့နော် ပုပ်ပန်းနေမြေဖြစ်တာကြောင့်မလို့ကျွန်တော်တို့ဘိုးတော်တို့နတ်တို့ဝိဇ္ဇာတို့ပေါ့နော်အဲ့လိုမျိုးတွေအရင်ပေါ်တယ်ဒါကအဘဘိုးမင်းကောင်ထင်တယ်ကျွန်တော်သိအဲ့ဘက်ကျတော့သိမသိဘူးနော်နော်တည်တယ်လို့ရှင်းပြတာပါမောင်းနေကြီးစီအများကြီးပဲ

လူရရှင်ဗီဒီယိုတွေကိုတစ်ပတ်နှစ်ပုတ်တင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားပေးပြီးအသစ်တင်တာနဲ့ချက်ချင်းသိနိုင်အောင်ဘေးနားက noti bell လေးကိုပါနှိပ်ခဲ့ပေးကြဖို့ကောင်းဆိုပါတယ်ဖိဇာမဟေဒီမန်ဒန်တောမြိုင်အဖာဦးအေးကိုတိတ်ကချာရစ္စရာဒီလောကဆရာတော်အဝီရောကဝိတာရာဖိဇာထရာအားမဲဆရာတော် နဝေသိန်းတိရှင်ဘိုးတက်မဟိရိရှင်ယတိကြီးဥခန္တီအရိရှင်ပထမံဘိုးဘိုးအောင်မနောမဟိရိရှင်အဘအောင်မင်းကတိတိရှင် OPPO 挖什么？ ာပညာကျော်ရှင်အစ္စခေါနာဆရာတော်ဒိဋ္ဌိမဟိဋ္ဌိအခေါင်းရကန်းစင်တော်ဆရာတော်ဥဩဘာဒအရှင်မန်လေးဆရာတော်ဖရာကြီးအခုကျွန်တော်တင်ဆက်ခဲ့တဲ့ ဇေဒီနှစ်စုဟာဘယ်ဘက်ဇေဒီစုရဲ့ပွဲတော်ဟာမိုးကောင်းကြော်စွာဇေဒီဖြစ်ပြီးတော့ညာဘက်ဇေဒီရဲ့ပွဲတော်ဟာဝိဇာတို့ဒေါ်တော်ရာဇေဒီဖြစ်ပါတယ်မိုးကောင်းကြော်စွာနဲ့ဝိဇာတို့ဒေါ်တော်ရာလူဘဝတော့လင်မရပါမိုးကောင်းကြော်စွာတည်ဆုံးပြီးနောက်မှာနတ်ဖြစ်သွားတယ်ပေါ့နော်ဝိဇာတို့ဒေါ်တော်ရာကြတော့တည်ဆုံးပြီးနောက်ပိုင်းမှာဝိဇာဖြစ်သွားတယ်ကျွန်တော်တို့ဝိဇာနဲ့နတ်နဲ့ဆိုလို့ရှိရင်ဝိဇာနတ်ထံမြင့်ပါတယ် အားကြောင့်မလို့အခုမြင်တွေ့နေရတဲ့ဇေဒီနတ်စုကို ကြည့်ကြည့်မယ်ဆိုလို့ရှိရင်ဝိဇာတို့ဒေါ်တော်ရာဇေဒီတော်ဟာနည်းနည်းရောင်ရောင်လေးမြင့်နေတယ်လို့ခံစားရပါတယ်။ဥဒ္ဒရအနေနဲ့ထပ်ပြီးပြောပြပေးတာပေါ့နော်။ကျန်ရည်အကွာကျန်ရည်ပဲအမေကျန်ရည်လားရွှေရည်လားအရာဖူးပြီးပြန်ထွက်มาတော့ အရာရှိမှရှိတဲ့ကြံရည်ဆိုင်လေးမှာကျွန်တော်တို့ကြံရည်တောက်ကြရင်းနဲ့ကြံရည်ဆိုင်ကဦးလေးယူဘုရားနဲ့ပတ်သက်တဲ့ဘုဒ္ဓလေးတွေမေးကြည့်ခဲ့ပါတယ်ကျွန်တော်ရဲ့တငယ်ချင်းတွေလည်းဥပ္ပါဟုမှလည်းရောက်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဒီနေထလင်းတည်ခဲ့တဲ့ဘုရားတည်ရှိတယ်မိုးကောင်းကြော်စွာစေတီတော်နဲ့ဝိဇ္ဇာတို့ဒေါ်တော်ရာစေတီတော်ဦးဝင်းဖူးပြန်ပူကြပါလို့ပြောချင်ပါတယ်ဗျာ And for the first time in a long time I'm all right အားလုံးပဲဒီဗီဒီယိုလေးလည်းတလောင်းနဲ့ပဲအဆုံးသတ်လိုက်ပါရစေ။ဒါနေထလင်းတည်ခဲ့တဲ့ဖရားထဲမှာပေါ့နော်။အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှထပ်တွေ့ကြမှာပါဗျာ။ Okay.